ဗဟမ်းမြို့နယ်မှာအင်ဂူမင်းကလေးတဦးကိုကိုရင်ကချွေးနဲ့ဒီနှိမ့်ဆက်ခဲ့တဲ့ဖြစ်စဉ်ကကျူးလွန်သူတွေကိုအမြန်ဆုံးအေးအေးယူဆောင်ရွက်နိုင်ဖို့အတွက်အင်ဂူမင်းကလေးနဲ့ကုညီဆောင်ရွက်နေသူတွေကအော်တိုဘလာ27ရက်နေ့မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။အင်ဂူမင်းကလေးကိုဗဟမ်းမြို့နယ်ကိုမင်းကိုချင်းရက်ကကဘာကြီးဖျားလက်မှာနေထိုင်တဲ့တရုတ်ဆောင်မော်ဒယ်တဦးနဲ့ခင်မွန်းဖြစ်သူတို့ကအင်ဂူဖြစ်အလွတ်လွတ်ကိုင်ဖို့အတွက်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အင်ကူမင်းကလေးကိုအေရီတိုင်းဒေသကြီးစိတ်ကန်းအာနာပိုင်ဖြစ်တာဝန်ထမ်းဆောင်နေတဲ့တရုတ်ဆောင်မော်ရဲ့ဖခင်ဖြစ်သူက2013ခုနှစ်အောက်တိုဘာလ24ရက်နေ့မှာစတင်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ဒီလိုပို့ဆောင်ရမှာလစာငွေဖြစ်တလကို7500ပေးတယ်လို့သိရပါတယ်။စူပါအိမ်မှာလှုပ်လှုပ်ကြိုင်နေစဉ်နှင်းပန်းနှိမ့်ဆက်ခံခဲ့ရမှုတွေနဲ့ပတ်သက်ပြီးအင်ကူမင်းကလေးဖြစ်သူကအခုလိုပြောပြခဲ့ပါတယ်။အင်ကူကအလုံးနေရဆိုတော့ နေဝင်နေစရာတို့တမီကောင်းဆောင်တာကိုမကြောက်ဘူးအဲ့ဒါလေးခွေစပင်းလေးခွေတိုင်းရတယ်တို့တိမ်ပါတမီကတုံးတော်တော်မှသူတို့အာခံနေဆိုတော့မှနေဝင်နေစရာသွားတွေထပန်းကျိုးရနှခမ်းတွေကျိုးရပြည့်စင်းနေရိုက်တယ်အဲ့ဒါတုံးနေရိုက်ပြီးတော့ပြည့်တပြည့်စင်းကျိုးရတပြည့်စင်းနေထိုးတယ်တပြည့်စင်းနေထိုးတယ်နော်ပြီးတော့ပလယာနေညက်တယ်ပလယာနေညက်တယ်ဟုတ်ကဲ့ပြီးတော့ကတ်ကြီးနေထိုးတယ်ကတ်ကြီးနေထိုးတယ် လာဗီဒီယိုမှာစဟိုစပေါ့ကရုံတုတ်လာမကြိုက်လို့ပါညီဝင်းနေဆိုပြီးအခန်းထဲမှာ၄ရက်ထည့်ထားတယ်အစာတင်းနေတစ်ခါပဲကျွေးတော့ပဲသူတို့ခွေးစားကျွေးခွေးစားကျွေးနေချက်ကျဲနေနဲ့တမီးကိုတမီးကျွေးတယ်မိတဲ့နေတစ်ခါပဲကျွေးတယ်အဲဟိုစပေါ့အင်တာပြက်နေတဲ့အခန်းထဲမှာ ထည့်ထားတာပေါ့ဆောင်းလည်းမပေးမီးလည်းမရှိအဲခိုင်းတမလေးရဲ့ထည့်ထားပြီးတော့တမီးကိုထုတ်လိုက်တော့မှတမီးတမီးလည်းတချီရတွေတုံတယ်ပေါ့အဲသူကသူကတက်တဲရောင်ရှင်လာဆိုပြီးတော့မှပဲညီပဲနေဆက်တယ်တကူလုံးရိုက်တယ်ပေါ့ခေါင်းနေလည်းရိုက်တယ်တကူလုံးပေါ့နောက်တော့မှတမီးကိုခင်းအောင်ကြည့်ခိုင်းတာပေါ့ခင်းအောင်ကြည့်ခိုင်းတော့တခြားလူတွေလည်းခိုင်းတယ်ပေါ့ဟင်းကသူကတော့လေတဲ့ဖဲကို လည်းနှစ်ဖက်ကိုကံလို့အဲ့ဟင်းဦးရဲ့နေတာပေါ့ခွင်ပွားချက်ချာကြီးပေါ့ပြီးတော့မှသမီးကပူတယ်ပူတယ်ဆိုတော့မှပြောတော့ဒုံနဲ့နောက်မှကြောက်တန်းဒုံနဲ့ရိုက်တယ်မလကာကန်းနဲ့ဒုတ်ကြီးနဲ့ရိုက်တယ်ပလေယာနဲ့ထိုးတယ်ပေါ့ပြီးတော့မျက်စိတို့လက်သီးနဲ့ထိုးတယ် အင်ကူမင်းကလေးအနေနဲ့ရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့်ပသိမ်မျိုးရှိစေယုံမှာခွဲစိတ်ခံ၄ကြိမ်ရန်ကုန်စေယုံမှာခွဲစိတ်ခံ၃ကြိမ်ဝင်ပြီးစိတ်ကူးသမှုတွေပြုလုပ်ခဲ့ရပါတယ်။ဆိုပါကိစ္စအတွက်အော်တိုဘာလ28ရက်နေ့မှာဗဟန်းမြို့နယ်တရားရုံးကိုယုံကြိမ်သွားရောက်ရမှာဖြစ်တယ်လို့အင်ကူမင်းကလေးကိုအုတ်ထင်းသူဖြစ်တောင်းယူထားသူကပြောပါတယ်။